ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကူပါတရားဝင်လိုက်စင်မရှိဘဲနဲ့နိုင်ငံသားငွေကိုဝယ်ယူလဲလဲရောင်းချခြင်းပြုလုပ်နေသူတွေကိုအရေးယူဆောင်ရမယ်တဲ့။အီရန်ကိုတမနာခတည်ပြုပါကအမေရိကန်တိုက်ဖို့အတွက်အသင့်ဖြစ်နေတဲ့တဲ့။မိတောက်ပောက်ကွဲမှုတွေကြောင့်လေကြောင်းခီးစင်တွေကိုရနာထားရတဲ့တဲ့။ နာပိုလီကိုပြောင်းဖို့အတွက်ဆန်ချို ပေါ့ကိုရေအားသဘောတူညီမှုရရှိခဲ့တဲ့တဲ့င်းပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝင်စားဖွဲ့ရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။တရားဝင်လိုင်စင်မရှိဘဲနဲ့နိုင်ငံသားငွေဝယ်ယူရောင်းချလေလေချင်းလောက်ကိုင်းနေသူတွေကိုအေးအေးဆောင်ရွက်မယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာတာပါ။ ပြည်ရင်းမှာတရားဝင်နိုင်စင်မရှိပဲနိုင်ငံခြားငွေကြေးဝယ်ယူရောင်းရှာလဲလှယ်ခြင်းကို UN ချက်ချင်းချင်းနဲ့ဆောင်ရွက်လျက်ရှိတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုထိထိရောက်ရောက်အေးအေးဆောင်ရွက်နိုင်ရေးကိုအရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံတော်ဘူဟိုဘန်ကထုတ်ပြန်ထားပါတယ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေလဲလဲနှုန်းတရင်စီနဲ့ဇီးကစားမှုတွေမရှိစေဖို့အတွက်တွင်းကုန်လုပ်ငန်းရှင်များလိုအပ်တဲ့နိုင်ငံသားငွေများကိုအွန်လိုင်းထွေးတီးပလက်ဖောင်းမှတစ်ဆင့်ရောင်းချပေးခြင်းနိုင်ငံသားကိုပညာရောင်းသင်များနဲ့ထွက်ခွာမဲ့သူများအတွက်အသေးသုံးနိုင်ငံသားငွေများကိုပုဂ္ဂလိကဘဏ်များရဲ့ငွေလဲကောင်တာများမှရောင်းချပေးခြင်းတို့ဆောင်ရွက်ပေးလျက်ရှိနေပါတယ် USDT နဲ့နိုင်ငံသားငွေစီနှုန်းတွေကိုမတိမငိမ့်ဖြစ်စေဖို့အတွက် Facebook page Facebook group Viber group နဲ့ application တွေကနေလှူဆောင်မှုဆောင်ရွက်နေခြင်းဟာဗဟိုဘဏ် န်းဆောင်ကြီးလေးရဲ့ရှိနေပြီးတော့လှုပ်ဆောင်မှုကိုစာရွက်နေတဲ့လူပုဂ္ဂိုလ်များနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်များရဲ့ pay account နဲ့ banking account များကိုပိတ်သိမ်းခြင်းဖုန်းစင်ကတ်တွေကိုပိတ်သိမ်းခြင်းတိစဲဥပဒေများနဲ့အညီတရားစွဲဆိုအရေးယူခြင်းများကိုလည်းစာရွက်လျက်ရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးခြင်းပါတယ်။အီရန်ကိုသမရခအတီးပြပါကအမေရိကန်တိုက်ဖို့အတွက်တင်ပြနေပါတယ်။ဒီတင်ကိုတော့ညင်းချောင်းဝါပြပို့လာတာပါ။ အီရန်ကိုအမေရိကန်ဘက်ကတိုက်ခိုက်မှုအတွက်တမရရဲ့အတီးပြချက်ပဲလိုအပ်တော်တဲ့အနေအထားကိုရောက်နေပြီလို့သိရပါဗျ။တိုက်ခိုက်မယ့်အစီအစဉ်သေးစိတ်ကိုအမေရိကန်စစ်ဦးစီးဌာနဘက်ကအသိပြင်ဆင်ထားပြီးတမရဘက်ကအမိန်ပေးရတဲ့တိုက်ခိုက်ဖို့အသိစီစဉ်ထားဖြစ်တယ်လို့အမေရိကန်မီဒီယာတွေကအခိုင်အမာရေးသားခဲ့ကြပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာအီရန်ခေါင်းဆောင်ခါမေနီနေနဲ့အစ္စရေးနဲ့ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကိုရဲတပ်မှုလိုအပ်တယ်လို့နျူကလ িয়ার ပုံထုတ်လို့ပို့ကျူပန်းနေတာကိုလည်းရဲတပ်မှုလိုအပ်တယ်လို့အကြိမ်ကြိမ်ပြောကြားခဲ့တာဟာအီရန်ကိုတတိပေးနေတာဖြစ်တယ်လို့စစ်ဘက်ရေးရကြောင်းကျင်သူတွေကတုံ့တက်ခဲ့ကြပါတယ်အမေရိကန်ဘက်ကအီရန်ကိုတိုက်ခိုက်မယ်ဆိုရင်အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေဖျက်ဆီးနိုင်စွဲပြင်ထန်နေဘုံနေကြေချတိုက်ခိုက်တာမျိုးလုပ်လာနိုင်တယ်လို့သိရပါဗျ။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မိကြောက်ပောက်ွဲမှုကြောင့်လေဆောင်ခီးစင်တွေရိုက်ဆိုင်ထားရပါဗျ။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ ြင်းထန်တဲ့မိတမောက်ွယ်မှုဖြစ်ပေါ်နေတာကြောင့်အင်ဒိုနီးရှားနိုင်ငံရဲ့ကမ္ဘာကျော်ပန်းဖြစ်စခန်းတွေရှိတဲ့ဘာလီကျောမှာလေကြောင်းခီးစင်တွေကိုရွှေ့ဆိုင်းထားတယ်လို့သိရပါတယ်။အင်ဒိုနီးရှားနိုင်ငံထဲကပြည်နယ်တစ်ခုဖြစ်တဲ့အရှိနူဆက်တန်ဂါရာပြည်နယ်မှာရှိတဲ့လီဗိုတိုဘီလာကီလာကီမိတောက်ဟာရှော်ရင်နဲ့ပြားတွေကိုပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းကစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ရှော်ရည်နဲ့ပြားတွေဟာလေတဲ့ကိုမိုင်းနဲ့ရှိပြီးရောက်ရှိနေသလိုမီတောင်ပတ်လည်မှာရှိတဲ့ခုနှစ်မိုင်အကွာဝေးနီးပါးတိလည်းရောက်ရှိနေရလို့သိရပါတယ်။အင်ဒိုနီးရှားတဘဝဘေးရနဲ့ကုကေရေးဖွဲ့ဟာမီတောင်နီးမှာညထိုင်တဲ့သူတွေကိုပေးလို့ရအောင်ရှင်းပြပေးခဲ့ဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာကမ္ဘာပေါ်မှာတက်ရှိမီတောင်အများဆုံးတည်ရှိနေတဲ့နိုင်ငံထဲမှာပါဝင်တဲ့နိုင်ငံဖြစ်နေရလို့သိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ နာပိုလီကိုပြမို့အတွက်ဆန်ချိုပေါ့ကိုရဲ့အရာသဘောတူညီမှုရသွားပါတယ်။ဒီတင်ကိုတော့ညင်းချောင်းဝါပြပူလာတာပါ။မန်းရွတ်တင်ကထွက်ခွာဖို့ကြိုးပမ်းနေတဲ့ကွင်းလင်းကစားသမားဆန်ချိုကနာပိုလီတင်းကိုပြောင်းရွှေ့ဖို့အတွက်ပေါ့ကိုရဲ့ဆိုင်ရာသဘောတူညီမှုရရှိသွားတယ်လို့သိရပါတယ်။ အသက်25နှစ်ရွယ်ရှိဖြစ်တဲ့ဆန်ချိုကိုမန်ယွန်တင်ဘက်ကလည်းအသက်သင်းရှာဖို့အတွက်ခွင့်ပြုချက်ပေးထားဖြစ်ပါတယ်။2021ခုနှစ်ကမန်ယူကိုဒေါ်မွန်ကနေပြောင်းရွှေ့ကြည်ပေါ80တန်းနဲ့ရောက်ရှိလာခဲ့တဲ့ဆန်ချိုကပြီးခဲ့တဲ့ဘောလုံးရာသီကချယ်ဆီအသင်းကို100ဒီငါးနဲ့တွားခတ်စားခဲ့ပြီးတော့ ချဲစီကအပြတ်သက်ခေါ်ယူဖို့အတွက်လှုပ်ထားတဲ့သဘောတူညီချက်ကိုမန်ယွတ်တင်ကိုရော်ကြီးပေါင်ကတန်ပေးပြီးတော့ဖြစ်သိမ်းခဲ့ပါတယ်။ဆန်ရှိုအတွက်ပြောင်းရွှေ့ကြီးကိုမန်ယူကပေါင်25တန်သတ်မှတ်ထားပြီးတော့နာပိုလီတင်ကတော့ပြောင်းရွှေ့ကြီးကိုပေါင်25တန်ကနေတန်20ကြာပဲအများဆုံးပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နိုင်နေကသတင်းတွေပဲဖြစ်ပါတယ်။တချို့အားပေးကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။